မြန်မာနဝချန်နယ်ကိုအစစ်တဆိုင်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ချန်နယ်လေးကနေပရလောကနဲ့ဂမိယဇလာကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးသူရေဝင်းထွန်းရေးသားထားတဲ့ဦးကြည်မောင်နဲ့ပညာသင်နှစ်ယောက်ကန်နဲ့ပွဲဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဖျားဆင်းမှုကိစ္စနဲ့တခြားကိစ္စတွေပြီးတော့ ရွာကပုံမှန်လိုပြန်ပြီးတာတာရဲရဖြစ်သွားခဲ့ပြီဗျ။ကျုပ်ကလည်းအလုံးမရှိတော့ဘူးဆိုတော့နေမြင့်မှပဲအိယာကနေထလာခဲ့တယ်။မနှက်စာစားပြီးတော့ရွာထဲထွက်ဖို့ဖြစ်နေတော့အဖေကအိန္ဒိယကနေထွက်လာတယ်ဗျ။ငါတဘယ်ဦးမြချစ်ဦးလဲနေရလဲ။ဦးကြီးမအိမ်ကိုများလား။မဟုတ်ပါဘူးဖေရဲ့။ရွာထဲပက်လက်မလို့လေ။ဦးကြီးမအိမ်ကိုလည်းရောက်ပြရောက်မှာပေါ့။ဘာဖြစ်လို့လဲဖေ။ဦးကြီးမတို့အိမ်ကိုရောက်မယ်ဆိုရင်တော့ဒီငပြောကကြီးကို ဦးကြီးမောင်တန်းယူသွားခိုင်းမလို့လေဒါဆိုလဲယူသွားလိုက်မယ်လေဖေရဲ့ဦးကြီးမောင်အိမ်ကိုအရင်သွားလိုက်မယ်လေအေးအေးဒါဆိုယူသွားအဖေကငပြောခါကြီးကျုပ်ကိုပေးလိုက်တော့ကျုပ်လည်းယူသွားရတာပေါ့ဗျာတစ်ခါလုံးကြီးဆိုတော့တော်တော်လေးတာဗျဦးကြီးမောင်ပြုတ်ဦးကြီးမောင်ဝင်းငယ်တာလိုက်ရေငါအထင်းမှရှိတယ်ကျုပ်အထင်းကိုရောက်တော့ဦးကြီးမောင်ကစီးတံကြီးတောက်ရထိုင်နေတာဗျာ အခုရက်တဲ့ဦးကြီးမောင်ကိုတွေ့လိုက်စည်းတိမ်နဲ့ဟာငပြောကညီနေပါလားလက်ထဲ300ဆရာမရှိတော့လို့ချက်နဲ့ငပြောကလာရောက်လာလားကွာဦးကြီးမောင်လည်းကြုတ်ကိုဆိုအထင်ငိုးမကြည့်ဘူးဒါကအဖေဦးကြီးမောင်တည်းထည့်ပေးလိုက်တာပါဗျာဩဘာရည်မြလဲကွာငါလည်းမမထားပါဘူးဦးကြီးမောင်ကိုစားစီချင်လို့လာပေးတာပါဗျာဩအေးကွာမင်းဖေကိုလည်းပြောလိုက်အောင်ငါကကျေးဇူးတင်ပါတယ်လို့ အချစ်ချင်းတွေကိုမလိုပါဘူးဗျာ။ဒါနဲ့ဦးကြီးမောင်ကဘိုင်းတွေချက်ထားရလဲ။ဘာချက်ရမလဲကွာ။မြစ်တွေချိုးလာတာ။မြစ်နဲ့ဘူးရရောပြီးဟိရွက်ချက်ချက်ထားတယ်။ဒါဆိုကြုံမြည်ကြည့်လာအောင်မယ်လေ။ကြုံကမြို့ပေါ်ချောင်းထဲဝင်ပြီးတော့ဟင်းအုပ်ကို ဖွင့်ပြီးနင်းနဲ့မြည်ကြည့်လိုက်တာပေါ့။အမေမဆိုးဗျ။ဆက်ဆက်လေးချက်ထားတာဆိုပေမဲ့အဆက်မစားတဲ့ကြုံတောင်ထက်စားခြင်းနဲ့ဗျ။ဘဲနဲ့လေ။ကောင်းရင်လားတာလား။ ကောင်းတယ်ဗျသမင်းအောင်စားသွားတယ်စားလိုက်ရင်ကောင်းမလားပဲဟေးကငါတယောက်စားပဲချက်ထားတာမကျွေးနိုင်ပါဘူးကျုပ်လည်းအတိမစားပါဘူးဗျဟိပမာနာကိုကြည်ကလေးကတယောက်စားဆိုတာသိပါတယ်ဒါနဲ့ဦးကြီးမအခုလာတဲ့ဘောက်ပွဲတွေများရှိသေးလေဗျဘယ်သိမလဲတာလိုက်ရဘောက်ပွဲရှိလဲသိချင်တကြီးလုံးတင်သွားမေးပေါ့ကျောက်ကဦးကြီးမောင်များသိမလားမေးကြည့်တာပါဗျအေးအေး မင်းပြောမှပဲငါသတိရတယ်စင်းတို့ကောက်ရတဲ့အိမ်တွေကိုမင်းမမိလားမမိတယ်လေဦးကြီးမောင်ရဲ့ဘာများဖြစ်လို့လဲအေးအဲ့အိမ်တွေကိုတအိမ်မိတအိမ်ငါသွားရအောင်မယ်စင်းတို့ရီယာမြုပ်ပြီးသွားပြီလေဦးကြီးမောင်ရဲ့ဘာသွားလို့မလို့တော့စင်းတို့ရီယာမြုပ်ပြီးတာမှန်ပေမဲ့စင်းတို့ရောက်ကြတဲ့အိမ်မှာမနေတော့တဲ့နှက်တွေကိုပြန်ပြရမယ်လေအဲ့ကိစ္စလုံးဝအောင်မှာကွာဟုတ်သားပဲဗျကျုပ်သတိတော်မထားမိဘူး ငါလည်းမင်းပြောမှပဲတတိရတော့တာကွာအတက်ကကြည့်ပြီဆိုတော့မှတ်ညံနေရမကောင်းတော့ဘူးတာလာရဲ့ကျောက်ကအတက်မကြည့်သေးတာတော့ဦးကြီးမောင်လောင်မှတ်ညာကောင်းတာမဟုတ်ဘူးကြအခုမှတော့ကြမင်းနဲ့ဒါနဲ့ဦးကြီးမောင်ကခုနဆင်းလို့ကောက်ရတဲ့အိမ်တွေကိုဘယ်တော့သွားမှလဲဒီကိစ္စမျိုးကအခြေဆွဲလို့မရတော့အခုပဲသွားကြတာပေါ့ကွာအိမ်ရလည်းနည်းနည်းများလေတော့တော်တော်လေးကြမယ်မင်းကလိုက်မလို့လားလိုက်မှာပေါ့ဗျဘယ်လက်လို့ခံမှာမလဲ ေးလေဒါဆိုလဲသွားကြတာပေါ့။ဦးကြီးမောင်ကတော့ဘေးလွယ်အကြီးကောက်လိုက်လို့အရှိရထွက်တယ်။ကျုပ်ကလည်းဦးကြီးမောင်ရဲ့အနောက်ကနေလိုက်လာခဲ့တာပေါ့။ဦးကြီးမောင်ကဆင်းနုကောက်ရတဲ့အင်ကိုဝင်တော့မယ်ဆိုရင်အင်းတပြားချဝင်နေအပြ။အထက်ရောက်ရင်တော့အင်းကိုပြဲ့ဦးတယ်။ဖျားခတ်ရောက်တော့ဖျားရှိခိုးပြီးနှက်တွေကိုပြင်းတော့တယ်။အိမ်ဆောင်နဲ့ချမ်းဆောင်နဲ့တွေကတော့အဓိကပေါ့။ပြင်းပြီးသွားရင်တော့အိမ်ဝင်ပေါက်တွေပေါ်မှာဤတစ်ချက်ကိုပရိတ်ရေစွပ်ပြီးတင်မိထားတာဗျ။ ဒီလိုနဲ့ကိုစိတ်ပူကြီးရဲ့အိမ်ကိုရောက်လာခဲ့တယ်။ကိုစိတ်ပူကြီးကတော့အိမ်ရှိကုတ်ပြက်လေးမှာထိုင်ပြီးပလူလေးကိုတာတာရရမှုန့်နေတာဗျ။ကိုစိတ်ပူကြီးကျုပ်တို့ဝင်ခဲ့မယ်နော်။ဟာတာလာတို့ဦးကြီးမောင်တို့ပါလား။ဝင်ခဲ့ကြလိ။ကျုပ်လှမ်းပြောလိုက်တော့ကိုစိတ်ပူကြီးကပလူလေးဘေးမှာချပြီးကျုပ်တို့ကိုခေါ်တယ်ဗျ။ဦးကြီးမောင်ကတော့ထုံးစံအတိုင်းအစ်တစ်ချက်ချပြီးမှဝင်နေ။ကိုစိတ်ပူကြီးပလူတန်းကတဲလေတာယာလာပါလားဗျ။ ငါလည်းအလုံးမရှိတာနဲ့ပလွေမှုနေတာဟဲ့။ဒါနဲ့ဦးကြီးမောင်ကပလာတာဆိုတော့ကိစ္စရှိရမယ်။ဟုတ်တယ်စိတ်ဘူးကအောင်လဲတော့ဆင်းလို့ကောက်ရတဲ့အိမ်တွေကနှက်တွေထွက်သွားတက်ကြတယ်ကွ။အဲ့တော့နှက်တွေပြန်မိပြဖို့လာတာ။ကောင်းတာပေါ့ဗျာ။ကျေးဇူးပါပဲဦးကြီးမောင်ရ။လာလာအိမ်ထဲကိုသွားကြရအောင်။ကိုစိတ်ဘူးကြီးကတော့ကျုပ်တို့ကိုအိမ်ထဲခေါ်သွားတာပေါ့။စိတ်ဘူးမင်းညမချက်တွေ့ရောအချိန်ကြီးဘယ်လိုရှိလဲ။အဆင်ပြေရဲ့လား။ ပြည်တဲ့ဦးကြီးမောင်ရဲ့ဘာမှမဖြစ်တော့ဘူး။အော်အေးအချိန်ရှိတော့လုံးစရာရှိတာလုံးကြရအောင်။ဦးကြီးမောင်ကဖះရခောက်ကိုသွားပြီးထုံးစံတိုင်းဖះရရှိခိုးပြီးနှက်တွေပြင့်မိတယ်။ပြီးတာနဲ့အင်းကိုပရိရေဆွတ်ပြီးအဝင်ပေါက်ပေါ်မှာတင်ထားလိုက်တယ်ဗျ။ဦးကြီးမောင်အောင်လဆုံးလို့တွေကောက်ရတဲ့တခြားအိမ်တွေကိုရောသွားပြီးပြီလား။ပြီးပြီကွာ။တခြားအိမ်တွေပြီးလို့မင်းတို့အိမ်ကိုလာခဲ့တာပဲ။မင်းရင်ပြီးရင်တော့ပြီးပါပြီ။ဒါဆိုလဲအေးစိမ့်မပြကြ။ ကားလေးပါလေးပြောကြတာပေါ့ဦးကြီးမောင်ရဟုတ်သားပဲဦးကြီးမောင်ရဲ့အရေးကြီးလုံးဆရာမမရှိတော့တာစကားလေးပါလေးပြောပြီးမှပြန်ကြတာပေါ့ကျောက်ကူပြောလိုက်တော့ဦးကြီးမောင်ကမပြန်တော့ဘူးကိုစိတ်ပူကြီးကလည်းရင်ွေးကျက်လင်ပန်းလေးတွားယူပြီးတော့မြေဘဲလော်တွေကိုပကန်းနဲ့ထည့်လာတယ်ဗျဦးကြီးမောင်ကတာလာအောင်စကြဒါကျောက်ရောက်ထက်မြေဘဲတွေဗျကျောက်ကတော့မကြွေးလဲစမှာဗျထက်ထဲဖို့သာပြင်တာ စားစားမှာတာလာရအများကြီးကြောက်မှသေးတယ်။ဓာတ်နဲ့စကားမဆက်ကျုပ်တို့ရမှာအောင်လန်းစင်းမှုတွေကိုလူအများကြီးကရှစ်မချပဲကောက်ရတာကသူ့ဥသားရုပ်ဖြစ်နိုင်ပါမလားဦးကြီးမောင်ရဲ့။သုံးယောက်လောက်ကောက်ရတယ်ဆိုရင်တော့မှဖြစ်နိုင်သေးရဲ့လီ။အခုကအတော်လေးကိုများတာဗျ။ကိုစိတ်ပူကြီးပြောလိုက်တော့ဦးကြီးမောင်ကတက်ပြေးတစ်ချက်ချရင်ဘလုံးလုံးသူ့ဥသားရုပ်ဖြစ်နိုင်မှာလဲစိတ်ပူရ။တရရောက်က တမီကြံစီထတာ။နေပါဦးဦးကြီးမောင်ရဲ့။ ။ဦးချစ်မောင်ပြောသလိုဆိုအဲ့လူကိုတင့်နိုင်တယ်လေ။ဘာဖြစ်လို့လဲတာလာရဲ့။ဦးချစ်မောင်ကပြောမှုတယ်လေ။ဦးချစ်မောင်နေထဲမှာဆိုဘယ်သူဘာလို့လို့တိတယ်ဆို။အေးဒါပေမဲ့အခုလို့ငါကြည့်လို့မရဘူး။အဆောက်နေရောမင်းတော့လည်းမမြင်ရပဲဖြစ်လာတာတဲ့။ဒါဆိုဒီကိစ္စရဲ့နောက်ွက်မှာပုံမှန်ထက်ကိုထူးခြားတဲ့အရာတစ်ခုရှိနေမှာသိကြတဲ့ဦးချစ်မောင်။အေးကွာဒီအတွက်လဲငါတို့တခုခုကြိုတင်စီစီနှားရမယ်။ ။တကြီးကိုအသိပေးပြီးတော့ဒီရက်တွေတဲ့ကိတဲ့တွေပြန်ဆောက်ခိုင်းရမယ်။ဒါနဲ့ဦးကြီးမောင်အိမ်တွေထဲဝင်ရင်ဘာလို့အေးချပြီးမှဝင်တာတော့။ဒါကတော့မကောင်းတဲ့အငွေသက်တွေရှိနေတခါတည်းပျောက်သွားအောင်မထူးထူးခြားခြားမဟုတ်ပါဘူး။ကျုပ်တခုတွေးကြည့်မိတဲ့ဦးကြီးမောင်ရဲ့ဘာများလဲစိတ်ပူရဲ့ပြောဆက်မအောင်ဒီလိုပြစင်းလူတွေကိုရွာထဲဖြတ်ပြီးငွေရမဲ့နီးလဲတခုခုကိုဥတီထားတာလားမသိဘူးနော်။ ။ဘာဖြစ်လို့ဒီလိုပြောနိုင်ရတာလဲစိတ်ပု။မင်းတခုခုများသိထားလို့လား။ကျုပ်ကတွေးကြည့်တာပါဗျာ။စင်းတို့တွေမတွေးခင်အရင်ရက်ကရွာပြမလူစင်းညာကိုတွေးမိသေးတယ်ဗျ။သူတို့ပြောတဲ့စကားထဲမှာပဆက်ပဆက်ဆိုပြီးပါတီတော်ကိုကြားလိုက်ရသေးတယ်။အဲ့ဒီကိစ္စပြီးတော့မှစင်းတို့ကိစ္စဖြစ်လာတာဆိုတော့ဆက်ဆက်ပြီးတွေးကြည့်ရတာက음။ငွေကိစ္စကိုဥတီဖို့လားဒါမှမဟုတ်ပစ္စည်းတစ်ခုခုကိုဥတီလာတာလားပဲ။ဘာပဲဖြစ်ဖြစ် ကိုဘက်ကသတိရှိတာတော့အကောင်ဆုံးပဲကျုံနဲ့ဦးကြီးမောင်ကကိုစိတ်ပူကြီးအိမ်ကနေပြန်လာခဲ့တယ်။တလားမင်းအောင်လိုက်ရှာနေတာကွာအပြက်လမ်းမှာတော့ညရီနဲ့ကျုပ်ဆုံကြတယ်။ညရီကတော့ဘာပြောချင်လို့လဲမသိကျုပ်ကိုရှာနေတယ်ဆိုပဲ။ညရီငါ့ကိုဘာလို့လိုက်ရှာနေရတော့ဟာငါကကိုစိတ်ပူကြီးရဲ့အိမ်ကိုရောက်နေတာရှာတယ်ဆိုတော့ပြောစရာရှိလို့ပေါ့ကွာမင်းအတွက်တရင်ငောင်းကွာအပြောကတော့ဟောက်နေရပဲ။ ိစ္စလေးကိုလည်းတစ်ချက်ပြောစမ်းပါအောင်ကိစ္စကဒီလိုကဒီနေ့နေ့လေတကြီးအိရှေ့ကဖြတ်သွားတော့တကြီးကငါ့ကိုခေါ်ပြီးပြောလိုက်တယ်ကွာဘာများပြောလိုက်တာလဲပြောစမ်းပါအောင်အခုလက်ကုတ်တရနှစ်ရက်ဆိုရင်ပေါက်လာနဲ့ညောင်လာနဲ့ဘောလုံးဝဲရှိတယ်ကွာအဲ့ဒါငါကနေတစေးရွာရီရလူငယ်တွေကိုလှဲ့ပက်ပြီးပြောခလိုက်တာမင်းကိုရှိုင်းနဲ့တွေ့ရသူပြောခဲ့တာလင်းငါရောက်တော့ရှိနေပြီကွာဟုတ်လားကွာတကြီးကလည်းအခုမှဒီကိစ္စကိုပြောရတယ်လို့ စောစောပြောတာမဟုတ်ဘူး။တကြီးကဒီအเจ้าကိုတီလို့မှားလိုက်တယ်ကွ။သူတို့အစီအစဉ်ဆွဲတာမနေရပါတဲ့။ဩဒီလိုဆိုတော့လေတကြီးကမြန်သားပဲကွ။ဟဲဟဲ။အခုမှဟဲဟဲလုံနေနဲ့ငါတော့ရွာထဲပတ်လာအောင်မေ။မင်းရောလိုက်အောင်မလား။မလိုက်တော့ပါဘူးကွ။အိမ်ပြန်ပြီးအိမ်လို့ကုလုပ်တော့မယ်။အေးအေးဒါဆိုငါသွားလာအောင်မေ။ညရီကတော့ကျုပ်ကိုအချိုးအချောင်းပြောပြီးပြန်သွားတယ်။ကျုပ်ကလည်းအိမ်ကိုပြန်လာခဲ့တာပေါ့။ အရောက်တော့လဲရေခန့်နွားစာထဲနဲ့အငိမ်မနေရဘူး။ငါသာမင်းတို့တွေညောင်လာနဲ့ဘောလုံးဝဲရှိတယ်ဆိုအဖေကတော့နွားစာထည့်နေတဲ့ကျုပ်စီကိုရှောက်လာပြီးမေးတယ်။ဟုတ်တယ်လေအဖေရဲ့ဘာဖြစ်လို့လဲ။ဘာမှတော့မဖြစ်ပါဘူးကွာ။မင်းတို့ကောင်နဲ့အခုညနေလေးကြည့်မလို့တဲ့မင်းမသွားဘူးလား။ကျုပ်ကမသိဘူးဗျ။ဒီကောင်နဲ့ကျုပ်သိမယ်ထင်ပြီးမပြောဖြစ်တာဖြစ်မယ်။မင်းသွားကျင်သွားနော်။ရွာနိုင်မို့အေးဆိုရင်တော့သွား။ အဲ့အလုပ်တွေကိုအခုကလေးကပြီးနိုင်သမျှပြီးအောင်လုပ်တာကျောက်ကတော့အဲ့အလုပ်တွေနိုင်သမျှလုပ်ခဲ့ပြီးညနေရောက်တော့ဘလုံးကွင်းကိုထွက်လာခဲ့တယ်တာလာရောက်လာပြီလားဟာအေးလေကွာအဲ့အလုပ်တွေလည်းလုပ်နေရတော့နောက်ကျနေတာဟဲ့နောက်မကြပါဘူးကွာငါတို့လည်းခုနမှစကြတာဒီတပွဲတော့တို့ရနိုင်မှဖြစ်မယ်ဘာဖြစ်လို့လဲဖုတ်တော့ရဘာဖြစ်ရမလဲကွာငါတို့နိုင်ထဲထဲပါရေးကြီးကထိုင်းအဝတိုက်မလို့တဲ့ အော်ဖို့တော့ထိုင်ရည်လေးတောက်ရမယ်ဆိုတော့လေစူးစမ်းတော့မယ်ပေါ့အရာမိမကမလို့လို့ရွာထဲတော့ကောင်းကောင်းမသွားရတော့ဘူးဟေ့အခုအခွင့်ရေးလေးပဲကောင်းကောင်းအသုံးချရမှာအမေမင်းကတော့ကိုယ်ကြိုင်တဲ့ကိုတော့ဟောက်နေရပဲအေးလေငါတော့ရွာနိုင်မှုအဓိကပဲဒါဆိုလေကိုင်းနဲ့ဆင်းလိုက်တော့လေကွာကျုပ်တို့တညနေလုံးလေးကြိတ်ကပ်ပြီးတော့ဘလုံးမမြင်ရတဲ့အခြေချမှာဖြုတ်လိုက်ကြတယ်အိမ်ပြန်တော့ကျုပ်နဲ့ဖို့တို့အတူတူပြန်ကြတယ်ဖို့တို့ကတော့ မိမမရကရအကြောင်းတွေကိုပြန်ပြောနေတာပေါ့ဒါနဲ့ဖို့တော့ညောင်လာကရောလေးချက်နေပြီလို့ကြားလာကွာကြားတော့မကြားမိပေမဲ့သူတို့လည်းလေးချက်နေမှာပေါ့ကွာရှို့ထားတာဖြစ်မှာပေါ့ဘယ်လောက်ရှို့ရှို့ခွေးနဲ့ရအောင်တော့တွေးရမှာပါကဲကဲငါလည်းအိမ်ရောက်ပြီဆိုတော့မနေ့ပြန်မှတွေးကြတာပေါ့ကျုပ်ကအိမ်ရောက်ပြီဆိုတော့ဖို့တော့နဲ့လမ်းခွဲလိုက်ကြတယ်အမေအဖေကအစိုးကြီးဆောင်ချုံပြီးခွေးနေပါလားညစာရောစားပြီးပြီလား နေဖေကတော့စားပြီးပြီဟဲ့ငါတော့မစားရသေးဘူးနေဖေဖြားနေတယ်ထင်တယ်ညနေရတော့ကျုံတဲ့စကားပြောတော့ကနေကောင်းပါတယ်အမေရဲ့အခုကဘလို့ဖြစ်တာတော့မသိပါဘူးဟဲ့ညနေရေချိုးထမင်းစားပြီးကြရဆောင်းချုံပြီးကွေးနေတော့တာပဲအမေပြောတော့မှကျုပ်လည်းအဖေနာကတ်သွားပြီးတော့ခြေပြားလက်ပြားတွေဆဲကြည့်မိတာပေါ့အဖေခြေပြားလက်ပြားတွေကအေးနေတာဗျအဖေတော်တော်ချမ်းနေရလား ကျုပ်မေးတော့အဖေကခေါင်းမူးချုံထားတဲ့ဆောင်းနေရနေခေါင်းလေးပြူထွက်လိုက်ရင်ချမ်းတာပေါ့ကွာညနေရရေချိုးမှပြီးဖျားနေတာကွာဆေးရတောက်ပြီးပြီလားအဖေရဲ့တော်ကြအဖျားကြီးနေမယ်နော်တောက်ထားပါတယ်ကွာမင်းမေစစ်တိုက်ထားတာတောက်ပြီးလို့ကိုင်းနေတာကျုပ်ဘာလို့ပြေးအောင်မလဲအဖေရပါတယ်ကွာငါဘာမှမဖြစ်ဘူးမနေ့ဆိုပျောက်သွားမှာဘာလို့လို့တဲ့ကျုပ်တို့ဘောလုံးကံမင်းလေးကိုယောက်လာခဲ့တယ် နေတိုင်းလေးကျင့်နေတော့ကျုပ်တို့အသေးအယုံကြည်ချက်အပြည့်နဲ့ပေါ့ဘောလုံးကန်တဲ့နေရာတော့အရင်တစ်ခါနေရာဖြစ်တဲ့ပေါလာနဲ့ညောင်လာချာမှာပေါ့နှစ်ဖက်အသေးနဲ့ကွင်းနဲ့ဆင်းကြပါမကြခင်ဘောလုံးပွဲဆောက်တော့မှာဖြစ်ပါတယ်ဒါလူကြီးရဲ့အတန်ကကွင်းလျာပေါ်ထွက်လာခဲ့တယ်ကျုပ်တို့ကအင်ညီချိုအသင်းပေါ့ညောင်လာတော့အင်ညီဝဲအသင်းကွင်းလည်းရောက်တော့လေကျုပ်ကရှေ့တန်းကတာဝန်ယူဆော့တဲ့လူဆိုတော့ရှေ့ကိုထွက်လာတာပေါ့ ကျုပ်တို့အတင်းသားတွေကလည်းအစီအစ်စ်နေရာယူထားခဲ့ကြတယ်။ပေကြီးတဲ့တာလာခေါင်းကလည်းပဲတာလာကဘာယူမလဲ။ကျုပ်ကတော့ခေါင်းပြ။ဒါဆိုပေကြီးကပန့်ပေါ့။ဒန်လူကြီးကခေါင်းပန်းမေးပြီးတော့အပေါ့အချွေစစ်လူတွေကိုပြစ်တင်လိုက်တယ်။ကျုပ်ကတော့တေချာကြည့်နေတာပေါ့။ခေါင်းပြခေါင်းခေါင်းကြောက်သွားတော့ကျုပ်လည်းဝမ်းသာသွားခဲ့တယ်။ကဲဒါဆိုတာလာတို့ဘက်ကစပြီးလှမ်းမယ်နော်။ဒန်လူကြီးဝစီတွတ်လိုက်တာနဲ့ ကျုပ်ကညာတောင်ပံကလူကိုကပ်မိလိုက်တယ်။ညာတောင်ပံမှာကဖို့တူပြဖို့တုတ်ကကျုပ်ပြီးတော့ဘောလုံးကိုဆွဲသွားတယ်။ကျုပ်ကလည်းမျောလိချက်နဲ့အလဲရနဲ့အရက်တိပြေးလိုက်တာပေါ့။ဖို့တုတ်ကရုတ်တရက်ဘောလုံးကိုလှိုက်ပြီးလာတယ်ဗျ။ကျုပ်စီတော့မဟုတ်ဘူး။တစ်ဖက်အင်းကလူစီကိုကျုပ်ကလည်းအနောက်ကိုပြန်ပြေးရတာပေါ့။ဖို့တုတ်ရေဘလို့လှုပ်လိုက်တာလဲဟာ။မှားသွားတာတာလာရေမှားသွားတာဟာ။ကျုပ်ကလည်းဘောလုံးပြန်လှူတော့ရလာတယ်။ ဘောလုံးကိုဆွဲပြီးအရှိကိုလှက်ကန်တင်လိုက်တယ်။ဘောလုံးကငဆိုင်စူကိုယောက်သွားတယ်ဗျ။ငဆိုင်ကတော့ဂိုးပေါက်စီကိုဆွဲသွားပြီးတော့အပပါနဲ့ကတ်ချလိုက်တာ။ဂိုးပြီးကွာတကုတ်။ဒါမှငဆိုင်ကွာလက်စည်းလက်တလို့ပဲဟိ။ငဆိုင်ရဲ့ကတ်ချက်ကဂိုးထဲဝင်သွားတော့ပေါလာသားတွေအားပြလိုက်တာစူညံသွားတာပဲ။တကုတ်ဝင်သွားတော့ကွေးလက်ကပြက်လို့ရပြီပေါ့။ပေကြီးကဆက်လို့တော့နောက်ကိုခောက်ပေးတယ်။အနောက်ကလူကတော့ဂီတူတူအသားမမဲနေအပြ။ အဲ့ဒီလူစရဘောလုံးကိုကျုပ်ကလည်းသွားလို့တာပေါ့ဒါပေမဲ့မရပါဘူးဗျကျုပ်ကိုကြော်ပြီးထွက်သွားတယ်ဒီတော့အနောက်တန်းကိုစိတ်ပုကြီးစီကိုရောက်သွားခဲ့တာပေါ့ကိုစိတ်ပုတိုက်ထားဖို့ကျုပ်ကလှောင်းအောင်လိုက်တယ်ဗျကိုစိတ်ပုကြီးကလည်းလူပေမဲ့မရဘူးဗျနောက်တော့လွတ်လွတ်သွားပြီကျုပ်တို့ရကိုသမားတက်ချောင်းနဲ့တဖက်ရွာကအတင်းသားနဲ့တွေ့တယ်ဒီလူကတော့ဘောလုံးကိုအားကိုကန်ချလိုက်တာပဲတန်ချောင်းကလည်းခုံပြီးပုတ်ထုတ်တယ်ဗျဆက်လို့ရှာတော့ ကျုပ်မျက်စိထဲတန်ကြောင်ခုံပုတ်တော်ကိုနှေးကွေးစွာနဲ့မြင်လိုက်ရတယ်ဗျ။တန်ကြောင်လက်ကဘယ်လို့မလဲကွာ။ဦးလေးစိတ်တော့ကတော့အပြေးနဲ့လှောက်အော်တယ်။ဘာလို့လို့နဲ့ဘောလုံးကကျုပ်တို့စီတက်လက်ပြောင်းလာတယ်။ကျုပ်ကတော့ရှေ့တန်းဆိုတော့တော်တော်လေးပြေးရတာပေါ့။တန်လိုက်ကန်တန်လိုက်ကွာ။တစ်ဖက်ကဖိုးတုတ်တန်ကိုကြားရတယ်ဗျ။ကျုပ်ကလည်းခြေတစောင်းနဲ့ဟွက်ပြီးကတ်တင်လိုက်တယ်။အမေ၊ကျုပ်ကနေချက်ကဖိုးတုတ်စီကိုဓာတ်ရိုက်ရောက်သွားတာဗျ။ တဖက်အသိကနောက်တန်းကစားသမားတွေကလည်းဖိုတိုစီအောင်ဘလုံးကိုဝင်လို့ကြတာပေါ့ဖိုတိုကတော့သူ့စီမှာ၃ရောင်းလောက်စုလာတော့ကျုပ်စီကိုပြန်ကပ်ပေးတယ်ကျုပ်ကလည်းဘေးရမလဲရလာတဲ့အခွင့်အရေးကိုလက်လွတ်မခံနောက်တန်းကစားသမားတယောက်ကိုကြော့ပြီးဂိုးပေါက်ထောက်ထဲကိုကန့်ထည့်လိုက်တယ်တဖက်အသိဂိုးသမားခုတ်ပုတ်ပေးမယ်မမီတော့ပဲဝင်သွားတယ်ဗျဒါမှငှက်တာကွာပရိသတ်ထရရနေအဖေတဲကြလို့လှည့်ကြည့်ပြီးတော့အင်ကြီးလက်ရှိကြီးဝတ်ထားတဲ့အဖေကိုမြင်ရတော့ အားတွေတအားတက်လာတာပေါ့ခုနမောရတွေလည်းအကုန်ပြောက်အားတွေလည်းတိုးလာတော့ခြေကိုတော့သွားတာပေါ့ဗျာကိုစိတ်မှုကြည့်နောက်တန်းကိုတေးချတားဗျာကျောက်တို့လိုက်ပြီးမယ်ကျောက်ကလည်းအတင်းကောင်းဆောင်ဆိုတော့အော်ဟိရတယ်ညောင်းလာတယ်ကွာပြဲခြေပေါက်ကိုးတွေလာပြီဟိတ်ညောင်းလာရွာကခြေပေါက်ကိုပြက်သွေးလာတယ်ကျောက်တို့လည်းငကွားထက်ပို့ပြီးအဆိုင်ဆော့ရတယ်ပထမပိုင်းတော့ကျောက်တို့ကနှစ်ကိုတစ်ဖက်တင်းကတကိုးနဲ့ကျောက်တို့ဥဆောင်တာပေါ့ ပထမပိုင်းပြီးတော့ကျွတ်တူကလည်းနားရလေတယ်။ဒီတပွဲတော့ငါတို့အသားစီးနဲ့နိုင်မသေးကြတယ်ဟိ။ရှေ့ကတာလာတို့ကလည်းအချိတ်ဆက်ကမိ။နောက်တန်းကစိတ်ပူလို့တွေကလည်းကောင်းဆိုတော့ညောင်လိုက်ရွာအသေးရှာထက်မှသေးကြတယ်ကွ။ဦးလေးဆယ်တောင်းကကျွတ်တူနားနေတဲ့နေရာကိုလာပြီးတော့မှချီချူးစကားပြောတယ်။ကျွတ်တူကလည်းပြုံးစစ်စီတွေနဲ့ပေါ့။ဒုတိယပိုင်းကတော့ပထမပိုင်းထက်ကိုကျွတ်တူလည်းမောရမှသေးကြတယ်ဗျ။ဘာဖြစ်လို့လဲစိတ်ပူကပြောစမ်းမအောင်။ မင်းကပူလာပြီလေဗျငါတို့ကအင်းကြီးချိုအသေးဆိုတော့ပို့ပူတာပေါ့အေးကွာဒါလည်းဟုတ်တာပဲဒါထက်ညောင်လိုက်ရအသေးကကစားပုံပြောင်းမလားမသိဘူးပြောင်းလဲငါတို့ကတော့ဒီတိုင်းဆော့ကြမှာပဲအခုတိုင်းအစီပြင်းနေတာပဲလေကစားပုံပြောင်းလိုက်မှဇောက်ထုံးမိုးမြော်တွေဖြစ်ကုန်နေဦးမယ်ကဲကဲဒါလူကြီးဝစီတွန့်နေပြီကိုင်းနေစေကြတော့ဒါလူကြီးစီကဝစီတန်ကြတော့ဦးလေးစိတ်တောင်းကကျုပ်တို့ကိုကိုင်းနေစေမှုပြောတယ် ဘလိုလိုနဲ့ဒုတိယပိုင်းကစပြီပေါ့ပထမပိုင်းကျွတ်တို့အရင်လွတ်တော့ဒီတစ်ခါသူတို့အလှည့်ပြကိုပေကြီးကဘောလုံးကိုလူမပြေးတော့ပဲကျုပ်ကိုကြော်ပြီးဆွဲသွားတယ်နောက်တစ်ယောက်ကြော်ပြတ်ပြီးသုံးယောက်လောက်ကြော်ပြီးမှညာတောင်ကိုကတ်နေပေးတယ်ကျွတ်တို့ရွာအသေးရလည်းအချင်းမမဟုတ်တာဘယ်ရလိမ့်မလို့လေးဘောဝန်းနေတဲ့ဘောလုံးကိုခေါင်းနဲ့ကြားဖြတ်တိုက်ထုတ်လိုက်တော့ကွဲလေကိုပြောင်းလာတယ်ဒီတော့ဖိုတိုကပြူသွားပြီးကျုပ်စီကိုထိုးပေးတယ် ကျုပ်ကလည်းငဆိုင်ရဲ့အခြေအနေကိုကြည့်ပြီးလှည့်နေရတာပေါ့လုံးလုံးပြီဆိုတော့မှကျုပ်ကထိုးပေးလိုက်တာပေါ့ငဆိုင်ကလည်းအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီဗျဂူးရှိကိုဆွဲသွားပြီးတော့ကန့်ထည့်လိုက်တယ်ပေါက်လောက်ရပရိသတ်တွေဘက်ကဟေးဆိုပြီးတော့အော်ဒန်ကြီးထွက်ပေါ်လာခဲ့တယ်ဂူးပေါက်ထဲကိုတန်တန်ကြီးဝင်ချသွားတာဗျဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်တော့ပေါက်လောက်အသေးမှ၃ခုညောင်လောက်မှ၃ခုနဲ့ကစားပွဲကိုဆက်လက်ရှင်းပြနေပါတယ် နှစ်ဖက်အတေးကတော့အကျိတ်နယ်ပဲပြုတ်ဒန်လူကြီးကလည်းကြင်ညာတယ်ဗျကျုပ်တို့အသာစီးရနေတော့စစ်တီကလည်းတက်ချွနေရပေါ့ပွဲပြီးဘွား15မိနစ်လောက်ပဲလိုတော့တယ်ကျုပ်တို့ကလည်းချွေးတွေပြက်နေပြီညောင်လာသားတွေဆိုဟော်ဟဲဟော်ဟဲဖြစ်နေပြီဗျပေကြည့်လေကွာကတ်ထဲလိုက်စားဟိတဖက်အသေးခေါင်းဆောင်ပေကြီးကချက်ကိုကြော်ပြီးဂိုးပေါက်စီကိုဆွဲသွားတယ်အနားရောက်တော့လဲဘဲတောင်မန်နဲ့ပြက်ချိတ်ဆော့တယ်ဘဲတောင်မန်လူက ကန်ထက်လိုက်တာထောင်ထဲကိုတန်းနေတော့ပဲပေကြီးကွာပေကြီးကိုပြရပြီဆိုတော့ကျုပ်တို့ဆက်လို့ရတော့တာပေါ့ကျုပ်ကအနောက်တက်ကိုစိတ်ပူးနဲ့ပြက်ချိတ်ဆော့ရတယ်တယောက်နဲ့တယောက်ချိဆက်ပြီးနေတော့ကိုပေကြီးကဘလို့ရောက်လာလဲမသိဘူးငဆိုင်ခြေတွေကဘောလုံးကိုလှုပ်သွားပြီးတော့ကျုပ်တို့ကိုစီကိုပြေးတော့တာပဲကျုပ်ကလည်းရှေ့တန်းကနေနောက်တက်ပြက်ပြီးတာပေါ့ကိုစိတ်ပူးကြီးကတားပေမဲ့တော့လေကြုံသွားတာဗျဒါမှညောင်းလာသားတယ်ကွာ အလျှောက်ပေးထတာကွာဘာမှန်းနေလဲနောက်တိုက်တကူပေးရပြန်ပြီအခုတော့တရေဖြစ်သွားပြီဗျကျုပ်ဘောလုံးကိုလှုပ်ပြီးတဲ့အချိန်မှတည်းပွဲရအချိန်ပြုတ်လို့ပြီးသွားခဲ့ပြီဘောလုံးမွေးရလက်ကတော့တုံးကုန်တုံးကုန်နဲ့တရေကျနေပါတယ်ဒီတော့နောက်ပဲရောက်မှမကြေပွဲနှွှဲရတော့မှဖြစ်ပါလေခမဒါလူကြီးကကျင်ကြတော့နှစ်ဖက်ပရိသတ်တွေအကုန်လှုပ်စီလှုပ်စီဖြစ်ကုန်တယ်ငါအပြစ်ပါကွာငါတေချာမဖမ်းနိုင်ခဲ့လို့ပါ မင်းအပြစ်မဟုတ်ပါတော့ကွာကစားပွဲပဲအရှုံးနိုင်သေးဒီတော့ကွာရှေ့စမြဲပဲဘာမှစိတ်ထဲထားမနေနဲ့နောက်တခါအခွင့်ရရှိပါသေးတယ်ကွာငါပုံမဲ့ဆိုအဲ့ဒီကန့်ချက်တွေကိုဖမ်းနိုင်ပြီမဲ့ဒုတိယပိုင်းရောက်ပြီးခဏကြာတော့ဝင်လာတဲ့ဘောလုံးတွေကတုံးလုံးဖြစ်ဖြစ်သွားတယ်ငါအဲ့ဒီမှာဖမ်းဖို့အခက်တွေ့တော့တာပဲနေပူလို့မင်းအမြင်အာရုံတွေလွဲချောက်သွားတာဖြစ်မှာပေါ့ကဲကဲပြန်ကြရအောင်ဒီတစ်ပတ်လုံးလေ့ကျင့်လို့ရပါသေးတယ်ကွာ ဒီတခါကျုပ်တို့အတင်းရတော့ညီးတယ်ဗျကောင်းကောင်းမကောင်းကောင်းနိုင်နိုင်မနိုင်နိုင်ဘသူ့အမှအပြစ်မပြောဘူးဘလုံးဝဲပြီးတော့ကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်ကျုပ်တို့စီမှာတော့ပင်နေဒီကိုမကန်ခိုင်းဘူးဗျဘာရဲလို့မသိပေမဲ့ပင်နေဒီမကန်ခိုင်းတာကြပြီဗျဘလို့ဒုတိယပိုင်းရောက်မှဘလုံးကိုတုံးလုံးမြင်လာတယ်ဟုတ်လားဟုတ်တယ်ဦးကြီးမောင်ရဲ့နေပူပြင်းတော့အမြင်နဲ့ဝေဝါးတာဖြစ်မှာပေါ့အေးကွာ နေရာလဲမနေရာမှာအတော်လေးပူတာပဲလေရှောင်းတာမှမဟုတ်တာကွာနောက်ပတ်စူးစားလို့ရသေးတာပဲစိတ်တက်မကြနဲ့နောက်နေ့ကျုပ်ဦးကြီးမောင်ရဲ့အိမ်ကိုရောက်တော့ဖြစ်ချောင်းကိုစီပြောပြလိုက်တာပေါ့ဦးကြီးမောင်ကမနေရာမလာဘူးဗျတော်တယ်ထင်းသွားခွင်နေတယ်လေနောက်ပတ်ဘောလုံးပွဲကိုတော့ဦးကြီးမောင်လိုက်ခဲ့ဗျာဦးကြီးမောင်ရှိတော့အတမျိုးရှိတာပေါ့အမလေးကွာအဲ့ဒီမှာပေါက်လာရွာသားတွေပုံလို့ပါငါလာမှအားရှိမှလား မတူဘူးလေဗျာအဖေကမနေ့ကလာလာတီးတော့ကြောက်မှအားတွေတက်လိုက်တာမှပြောမနေနဲ့ဒီတခါအဖေရောဦးကြီးမောင်ကလာမယ်ဆိုရင်ကြုတ်တော်တော်လေးကိုစားဆောင်နိုင်မှာဗျာတာလာတော့စကားလုံးနှလားတွေပြောပြီးငါ့ကိုလာအောင်ပြောနေပြန်ပြီစကားလုံးနှလားနဲ့ပြောနေတာမဟုတ်ပါဘူးဗျာအတီပြောတာဘာဖြစ်ဖြစ်ဦးကြီးမောင်ဆက်ဆက်လာခဲ့ဗျာအေးပါတာလာရလာခဲ့ပါမယ်ငါလည်းမနေ့ကအိမ်မှာထိကုန်နေလို့မလာဖြစ်တာကွာ ဒီတခါတော့ထိမဲကုံကုံရေပဲကုံကုံလာအောင်လာခဲ့ရမယ်ဗျာကျောက်ကဦးကြီးမောင်ကမရမကခေါ်တာပေါ့ဦးကြီးမောင်ကတော့လာမယ်လို့တော့ပြောတာပဲဘာလို့လို့နဲ့နောက်ဘက်ကိုရောက်လာခဲ့ပြီနှစ်ဖက်အသေးသားတွေကိုင်းထဲမှာလူစုပါဝစီတွတ်တန်ပြီးတော့ဓာလူကြီးရဲ့အတန်ကြီးထွက်လာခဲ့တယ်ကျောက်တို့ကတော့ကိုင်းနဲ့နေရာယူထားလိုက်တာပေါ့ဒီတခါတော့ကျောက်တို့ကအင်ဂျင်နေဗျတစ်ဖက်ကတော့အင်ဂျင်မပအောင်ဒီတခါခေါင်းပန်းလန်တော့ ကောင်းကောင်းစွာနဲ့ကျုပ်ပဲဆက်လို့ရပြန်တယ်။ကျုပ်ကတော့ညာတော်ဘန်းနဲ့တွေ့ပြီးဆက်တော့တာပဲ။တပတ်လုံးလေ့ကျင့်ထားတဲ့လူတွေဆိုတော့အခြေဆက်ကတော်တော်လေးကိုမိတယ်ဗျ။ကိုပေါ့ချီရောက်တော့တဖက်နောက်တန်းသမားကျုပ်စီကလှုပ်သွားတယ်။သူလည်းကြာကြာမထီရအောင်ငဆိုင်ကသူ့စီကပြန်လှုပ်သွားတယ်။ငဆိုင်ကနေတဆင့်အခွဲတာနေတဲ့ဖိုတိုကိုပို့ပေးလိုက်တော့ဖိုတိုကဝိုင်းပြီးကန့်ထက်လိုက်တာ။ဂိုးတွေကိုတန်းနေပါရော။ဟာငမနဲ့တောင်မပြည့်သေးဘူး။ ကောင်းလိုက်တဲ့အတွင်းကိုကွာကောင်းမှာကောင်းကျွတ်တို့ရဲ့ပရိသတ်တော်ကြီးဦးလေးစိတ်တောင်းစီကလာတဲ့အတံပြကျွတ်တို့ကလည်းငါးမိနစ်မပြည့်ခဲ့တကူဆိုတော့ပြုတ်လို့ပြောလို့ပေါ့တစ်ဖက်ကလည်းထိုးစစ်ဆင်လာတယ်ဒီတခါကိုစိတ်ပူကြီးကလည်းမတားနိုင်ဘူးပြသူ့ကိုကြော်ပြီးဂိုးရှိကိုရောက်လာတယ်အာပါပါနဲ့ကန်သွင်းလိုက်ပေမဲ့ဖျောင်းမဟုတ်ပဲတန်ကြောင်းကစိကနဲ့ဖမ်းချလိုက်တာပေါလာပရိသတ်တွေစီကကြားရတဲ့လက်ခုပ်တံတွေဆိုတာစူညံ့နေပါရော့ ။တန်ချောင်းကလည်းအရှိကိုအဖပါနဲ့ပြစ်တည်ပြလိုက်တယ်။ဒီတခါတော့တောင်မိုင်းအေးမင်းစီကိုရောက်လာတယ်။ကျွတ်တို့ရမှာကအေးမင်းနှမင်းရှိတာဗျ။တောင်မိုင်းအေးမင်းနဲ့မြောက်ပိုင်းအေးမင်းလေးတယောက်ကဘောလုံးသမားတယောက်ကချင်းသမားဗျ။အခုရောက်သွားတာကတော့ဘောလုံးဝါသနာရှိတောင်မိုင်းအေးမင်းစီကိုရောက်သွားတာ။ကိုအေးမင်းကလည်းရောက်လာတဲ့ဘောလုံးကိုအပြည့်မခံပဲရှေ့ကိုတည်လာခဲ့တယ်ဗျ။ကျုပ်စီကိုကန်နေပြီးတော့ကျုပ်ကလည်းထောက်ခုံပြီးခေါင်းနဲ့တိုက်ချလိုက်ရောဒီတခါတော့ တစ်ဖက်ကမိသွားတယ်ဗျပြီးတော့ကျုပ်တို့ကလည်းအနောက်ကိုပြန်ဆင်းလာပြီပေါ့လာပါပြီဗျာကိုပေကြီးကဘောလုံးကိုဆွဲလာသလိုနဲ့ကျုပ်ရှိရောက်တော့အနောက်ကိုပြန်ဆွဲတယ်ပြီးတာနဲ့ညတော်မှဘဲတော်မှအလယ်နဲ့ဆော့ပြီးနောက်တော့ကျုပ်တို့ကိုသမားမောက်တန်ချောင်းရဲ့အရှိတ်ရောက်လာခဲ့ပြီ ကိုပေကြီးရဲ့ကန်ချက်ကိုခုံပိုးလိုက်ပြီးမဲ့ပြေးလိုက်ရတာကတော့ထောက်ကံပေါ်ပြကိုပေကြီးရဲ့အသင်းသားကလည်းမြောက်ကတင်လိုက်တာကိုပေကြီးကအားနဲ့ခုံပြီးခေါင်းထားလိုက်တာပေါ့ ဒါပေမဲ့မရပါဘူးဗျာ။မော်တန်ကြောင်းလေးကဖမ်းလိုက်တာမှစိတ်ကနေပဲ။ပွဲကစားချိန်နိုင်ဝဲကျော်တော့ကျုပ်တို့အသေးနောက်တကူသွင်းနေဗျ။သိမုံကလည်းညတောင်ပန်းကတင်လိုက်တဲ့ဘောလုံးကိုကျုပ်ကအပိုင်ပိုင်းချလိုက်တာအာပြပြနဲ့ခိုးတဲ့ဝင်သွားတာပဲပေါလာပရိသတ်တွေကတော့ဝေါကနေပေါ့ပရိသတ်တွေလိုက်ကြည့်တော့ခေါင်းမပြူကြီးနဲ့ဦးကြီးမောင်ကိုတွေ့ရတယ်ဦးကြီးမောင်ကိုယ်စကားကိုတီးပါတယ်ဗျာ ပထမပိုင်းပြီးတော့ကျုပ်တို့ကနှစ်ကိုတစ်ဖက်ကဂိုးမရှိပေါ့တာလမင်းတို့အသေးဆော့သွားတာတဲလုံးကိုညင်းနေရောပဲဒီတိုင်းကဆက်သွားဟိုဘက်အသေးတကောမတော်ရမှာမဟုတ်ဘူးဦးကြီးမောင်ကတော့ကျုပ်တို့ကိုလှပြောတာပေါ့ဦးကြီးမောင်ရဲ့စကားကိုကြားတော့ကျုပ်တို့အသေးအားရှိတာပေါ့ဗျာ15မိနစ်နားပြီးတော့ဒုတိယပိုင်းဒီတခါကိုပေကြီးကဆက်လို့ရတယ်ကိုပေကြီးကကျုပ်ကိုကြော်သွားပြီးတော့ဂိုးရှိကိုရောက်သွားတယ်အဲ့ကျအချစ်တော်တန်ချောင်းလေးရလဲ အမှန်အပြည့်နဲ့ဖမ်းဖို့စောင့်နေတာဗျ။ကိုပေကြီးကခလုတ်တိုက်မိတယ်လို့နဲ့ဘလုံးကိုအမှုန်နေဖြူလိုက်တာကြုံမြင်လိုက်ရတယ်ဗျ။ဒါနဲ့ဘာဆက်ဖြစ်မလဲကြည့်နေတာပေါ့။ကျုပ်ကအလဲမှာဆိုတော့ပြေးလိုက်လို့လည်းမမီတော့ဘူး။တန်ချောင်းနေကွာတချောင်းနဲ့ရှိတယ်။ကိုပေကြီးကကြောက်ကိုတန်ချောင်းကဖမ်းလိုက်ပေမဲ့မျက်စိကိုပုတ်နေတာဗျ။ခဏကြာတော့မှရောက်သွားပြီဆိုတဲ့ပုံစံနဲ့အရှိ့ကိုပြစ်တင်လိုက်တယ်။ကျုပ်ကလည်းဘလုံးကိုဆွဲသွားပေမဲ့ ဘောလုံးကခြေထောက်ကအလိုလိုလှိမ့်ပြီးကိုပေကြီးစီကိုရောက်သွားတယ်ဗျကျုပ်လည်းထူးဆန်းနေတာပေါ့ကိုပေကြီးကညာတောင်မန်ကလူနဲ့တွေ့ပြီးတော့မှကိုစိတ်ပူကိုကစားသွားတယ်ပြီးရနဲ့ဂွေရှိရောက်တော့ကန်ချတာဝင်သွားပါလေရောတန်ချောင်းကတော့ကျုပ်ကိုလက်ပြပြီးခေါ်တယ်ဗျကျုပ်ကလည်းအနားကိုပြီးသွားတယ်အရင်တစ်ဘက်ကလူကြီးဖြစ်သွားပြီတလားခိုးသမားလဲလိုက်တော့ငါဆက်မဖမ်းတော့ဘူးတန်ချောင်းကပြောပြောဆိုဆိုနဲ့ရွာလေးကကောင်းလေးတယောက်ကိုခေါ်ပြီးတော့သူကတော့ထွက်သွားတယ် ကျုပ်ကတော့ကိုပေးကြီးညစ်ပြီပဲသိရပြီဦးကြီးမောင်ကိုလှမ်းကြည့်တော့သူလည်းသိရဆိုတဲ့ပုံစံနဲ့ခေါင်းညှိပြတယ်ဂိုးသမားလည်းပြီးခဏပဲကြားတယ်တစ်ဖက်ကဂိုးသေးမလေးအောင်ကျုပ်ရဲ့ခြေထောက်တရားလည်းတဖြည်းဖြည်းနဲ့လေးလာတာနောက်ဆုံးပြေးလို့တော့မရတော့ဘူးကျုပ်လည်းဦးကြီးမောင်ကိုဒုတိယအကြိမ်လှည့်ကြည့်တော့မတွေ့တော့ဘူးကိုပေးကြီးနဲ့သူ့လူတွေကလည်းကျုပ်လိုပဲမပြေးနိုင်တော့တာကိုကျုပ်သတိထားမိတယ်ဒီတော့ဘောလုံးကတယောက်နဲ့တယောက်ထိဖို့တော်တော်ကြာနေတာဗျာ ဘယ်လောက်ကြလဲဆိုရင်ဒါနုံကြီးပါတန်းနေပြီဗျရုတ်တရက်ကိုပေကြီးကအရင်လိုမြမြဆက်ဆက်လှောက်ရှားလာတယ်ကျုပ်ကလည်းအမြန်ပြေးလိုက်မယ်လို့ပေမဲ့လိုက်လို့မရဘူးကျုပ်ကတော့တခုခုဝင်သားသလိုနာကျင်သွားပြီးတော့ကျုပ်ကအရင်လိုလှောက်လှောက်ရှားရှားလုံးနိုင်သွားပြီဗျဒါပေမဲ့ကျုပ်စိတ်တိုင်းကြမဟုတ်ပဲတခုခုကထိချုပ်နေသလိုပဲတာလပေကြီးကိုထဲမှာအောင်လကောင်ဝင်ကူပြီးကတ်နေတာငါလည်းမင်းကိုထဲမှာဝင်ပြီးကတ်မယ်မဟုတ်ရင်ရှုံးတော့မှာ ကြုံလာတဲ့ဦးကြည်မောင်ရဲ့အတန်ကိုကြားလိုက်ရတယ်။ကျုပ်ကလည်းပေါ့ပါနေတာပဲ။ကျုပ်မှာအသေးစိတ်ပဲရှိတော့တာဗျ။ခန္ဓာကိုယ်တစ်ခုလုံးကိုဦးကြည်မောင်ကဝင်ပြီးတော့မှထိချုပ်ထားတာ။ပြေးတာလည်းငကိုကတည်းဆဲဆောက်လောက်မြန်နေ။ကိုပေကြီးကမြန်နေဗျ။အခုတော့ပညာတဲ့နှစ်ယောက်တွေ့ကြပြီပေါ့။ပေကြီးကိုနဲ့ကျုပ်ကိုနဲ့လွဲပြီးတော့ကွင်းကြီးကတခြားလူတွေကခရုလိုနှေးကွေးနေတာ။ကျုပ်ကအသေးစိတ်ရှိသေးတာဆိုတော့ဦးကြည်မောင်လို့သူများအကုန်မြင်နေရတယ်ဗျ။ အခုတော့ဟိုဘက်တယောက်ဒီဘက်တယောက်ပဲကန့်နေသလိုဦးကြီးမကဘောလုံးကိုဆွဲပြီးဂိုးစီကိုကန့်နေတယ်ဂိုးသမားလည်းနှင်းနေတော့ဂိုးတာပေါ့ဗျာပေကြီးကတော့လှုပ်ပြီးဗျဦးကြီးမကိုကြောက်သွားတယ်ကတ်ထက်မယ်ဆိုတောင်းဝင်มาတေးကြတယ်ဒါမဲ့ပေကြီးခြေတယောက်ဘောလုံးကိုသူ့ဘာသာတစ်ဖက်ကိုလှိမ့်သွားတာဗျကျုပ်သိပြီပေါ့ဦးကြီးမလည်းပညာတွေထုတ်နေပြီကျုပ်ခြေတော်ထဲကဘောလုံးကလည်းဟိုဘက်လှိမ့်သွားပြက်နေလှိမ့်ချင်တယ်လို့လှိမ့် ကျောက်စီရောမတိမတာလေးပြန်ပြန်ကတ်လာတာဗျဒီလိုနဲ့ပွဲပြီးသွားပြီဗျဒုတိယပိုင်းတစ်ခုလုံးနီးပါ၊ကွင်းထဲမှာကျုံနဲ့ကိုပေကြီးနဲ့ပဲဆော့နေတာရလကတော့ကျုပ်တို့အတရာရှစ်ကိုတစ်ဖက်ကသုံးကိုတဲ့ပွဲပြီးသွားတော့မှကျုပ်ကိုကျုပ်ပြက်ပြီးတော့မှပိုင်တော့တယ်ပါလာရပရိသတ်တွေဆိုတာကျုပ်တို့နာလို့လက်ခုပ်တွေတီးကြအော်ကြဟစ်ကြနဲ့ပျော်စရာကြီးပေါ့ဘလုံးဝဲပြီးတော့ဒိုင်းကရလက်ကိုကျင့်ကြတယ်ယခုတစ်ခါပွဲမှာတော့ ပောက်လောက်မှရှစ်ကိုညောင်လောက်မှသုံးကိုနဲ့ပောက်လောက်အသေးအနိုင်ရရှိသွားပါတယ်ခမညာဒါလူကြီးစကားဆုံးတော့ညောင်လောက်ရွာသားတွေမျက်နာစည်းရလောက်ပဲကျန်တော့တယ်ပွဲပြီးသွားလို့ဦးကြီးမောင်ကိုလိုက်ရှာတော့မတွေ့တော့ကိုင်းထဲမှာခဏနားကြပြီးတော့အမောဖြစ်ပြီးတဲ့အခါကိုယ့်ရင်ကိုပြန်လာခဲ့ကြတာပေါ့ဒီတစ်ခါဘောလုံးပွဲရတော့ပောက်လာနဲ့ညောင်လကန်တဲ့ပွဲမဟုတ်ပဲပညာတဲ့နီးအောင်ကန်တဲ့ပွဲလို့ခေါ်ရတော့မလို့ဖြစ်နေပြီပေးတဲ့များရှိ့ ဦးကြည်မောင်နဲ့ပညာသင်နှစ်ယောက်ကန်တဲ့ပွဲဇလားလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပိခဲ့ကြတဲ့ပရိသတ်တွေတူဦးကြည်စီကိုကျေးဇူးထူးပဲတည်ရှိသလား။ဆိုင်ရီသူရင်ဝင်ထုံးကိုလည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင်။ဒီဇလားလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပတ်ဆိုင်နိုင်ကြပါစီရှင်။